တယောက်နဲ့တယောက်သစ္စာရှိကြပါလူငယ်တွေကြားထဲမှာเนาะသစ္စာရှိကြပါနောက်ပြီးတော့ဟိုကိုယ့်ရဲ့အိမ်တော်ဘက်တွေရောเนาะဟိုကိုယ့်ရဲ့ကြီးသားတွေပေါ်မှာမေတ္တာတရားတွေနဲ့တူသစ္စာတရားတွေနဲ့ရေရှိလက်တွဲသွားကြဖို့တိုက်တွန်းလိုပါလေလူတိုင်းဟာတခင်ဖြစ်ဖို့အတွက်ကြိုးစားနေမြဲကျွန်စိတ်နဲ့နင်းတော့ကျွန်ဖြစ်ပြီးရက်တော့ဘွားပြက်နေကြမှာ ပါဗျာကျုံမိမဲ့တခင်တွင်းနဲ့တခင်လုံးလုံးနေရင်တခင်ဖြစ်ဖို့မခက်ဘူးဒါဥစဉ်အမြင်ပေါ့နော်ပြပါဗျာဥစဉ်လဲကိုမှုပြောတယ်မှာဆင်းရဲခဲ့တယ်ပြစ်ဆက်ခဲ့တယ်အခုကြလဲဘာမှမဟုတ်တော့ထားခဲ့တယ်အဲ့တော့အခုကိုမှုလဲပြောလာတယ်ဖုန်းဖုန်းတွေထားတော့မှာဆိုတာဥစဉ်ကဘောကိုပြစ်ဆက်ပြီးတော့အဲအကုန်လုံးဒမြင့်ခင်တော့ရှိပါတယ်ဟိုတော့ပဲရောက်တယ်အဲအခွင့်အာဏာလဲကိုမှုဥစဉ်ကဓကမမြင်မှုလားမြင်မှုတယ်လေဗျာအေးနော်ပြောလို့ဥစ္စာကန်တော်လေးမှာအိမ်ရောက်မှုတယ်လေဗျာ ကန်ကန်တော်လေးမဟုတ်ဘူးဒီဟိုဥစားလေးဖာဆပလာဖာဆပလာမှာဩရောက်ခုတယ်ဒီသုံးလောက်ရောက်ခုရနေနေတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သုံးလောက်ရောက်ခုတယ်တစ်ခေါက်တစ်ခေါက်မဟုတ်သုံးလောက်တော့ရောက်ခုတာသမီးဒီရောမှတ်မိလားမှတ်မိတယ်ဗျာဦးဇင်းတော်ခနေမြူတဲ့သွားနဲ့ဦးဇင်းဖုန်ကြီးတဲ့သူတို့ခေါ်လို့အလိုတွေ့ရတာပေါ့ကောင်းပါပြီအဲ့တော့အခုကိုမိုးအနေနဲ့ကခုနလိုဇနီးကောင်းတယောက်ပြမပါဗျာအကြောင်းကိုကိုမိုးအနေနဲ့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ ဇနီးကောင်းတယောက်နေပြောသူကောင်းပါတယ်ဗျာဒီလိုပါရမီဖြစ်ပဲအဲ့အဲ့တော့မမိုးမမခင်ရဲ့နားလည်မှုသူကပြောရမခင်ရဲ့အဲနေရာကတော့ကုမှုကိပေါ့ကိုယောက်ျားကိုအများကြီး control လုပ်ချင်တယ်ဥစဉ်တိလောက်လေယောက်ျားတယောက်နဲ့အဲဒါမျိုးလေးတို့ဥစဉ်မြင်ရတယ်အမဲကိုနားလည်မှုတွေပေါ့ဒါဥစဉ်အဲ့တော့ပြောတော့ဒီပြောမှာအားနည်းချက်ရှိတယ်အေးအဲ့ဒါပါလဲဆိုတော့ တတိတော့နောက်ကမှစကြတယ်အရှင်းမှလည်းစကြတယ်ရပါတယ်ကိုမိုးတယ်ဗျာဟမ်ရပါတယ်ကိုမိုးဟုတ်ပြီအဲရပါတယ်ကိုမိုးအဲရပါတယ်ကိုမိုးဆိုတဲ့ဟာကတတိတော့ဘာပဲလာလူလူလူလာတူကန်ပေးတယ်ဗျာအလုပ်တော့ပေးတယ်ဩအဲတခါတလေကြာမနိုင်မနေဖြစ်မှာကြောက်လို့သူကစိုးရိမ်နေတယ်ဗျာတတိတော့ကအဲ့ဒီမှာညံမပါတော့အဲ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 ဒါအရှင်ဘုဖို့တတိတော့ပြရတော့ပါနားလေတခါနောက်မှာ မြင်မပါတော့ဘူးတရားဥသိဝါတရားလေဟဲ့တမီးလေဟိုအဟိုးကဒီကဟာလေးဘေးရရှိဟာလေးပဲဟဲ့မမမနောနောအဲ့ကြာဘူးလေးပြလားအဲ့ကျတော့ဗဒါရှိမှာဟိုဥဆောင်ရတဲ့အချိန်မှာပညာမပါတဲ့အချိန်မှာလေတကယ်အမှန်တကယ်လည်းအဲ့ဒါဥသပါဘုရားပညာမပါတဲ့အချိန်မှာတပည့်တော်တို့လွတ်သွားတတ်တဲ့နေရာမှာ အမျိုးသမီးကောင်းမိသားစွာလိုက်လံထိန်းသိမ်းပေးတာပါဗျာဒါကျေးဇူးတင်ရမှာပါဗျာဒါကျေးဇူးတင်လိုက်တယ်သူမနေ့ကတော့ကျေးဇူးတင်တယ်လို့ကောင်းပြီမအကောင်းပြတာပါဗျာဒီပြီးတော့ဒီတွေးခေါ်လေးကသူများလို့လည်းလောက်တာလားအမှန်တိုင်းပြောသူများလို့လောက်တာပါဗျာသူသိမ့်လို့ရှင်တာသူဩဒါကဟိုသူဖြစ်ရည်စီကြောင်းလည်းမာသူတို့ကိုလောက်တယ်သူများတွေကလက်ခတ်၃000ပြီးဒီပြည့်၂000ဝင်ပါတယ်ဩဟုတ်ပြီသူ့ရဲ့တန်ဖိုးကဘယ်လောက်ရှိရလဲ တန်မိုးနဲ့ဆိုသူကဖော့ဘူကဒါဆိုရင်6000လောက်ကြာတယ်ဗျာပတ်သက်လဲကနဲ့ဆိုရင်16000လောက်ကြာသွားတယ်အော်အဲ့ဒီပုံမှာတပည့်တော်တို့ကဟိုတပည့်တော်လက်ခလေးဒီမှာလှုပ်လိုက်တဲ့လူတွေလှုပ်အားက4000လောက်အော်တုံးတော့ကြီးတော့လောက်ပဲဒီပုံမှာတပည့်တော်အမြန်ဆုံးမလို့ကျပါဘူးဟိုဘာဖြစ်လို့လဲဆိုတော့ ဒီလောက်အောင်လှုပ်လိုက်လို့ဇီးရိတ်တွေအများကြီးပါသွားတာတပည့်တော်မပါသေးချင်းအဲ့တဲရည်တုံဖြစ်စေချင်းပြအဲ့ဒါလူများတွေလက်ခ3000ကျင်းတပည့်တော်က2000ပဲယူပါတယ်ပြဒါလေးတွေပူဇော်ခြင်းနဲ့ပြဆက်ခြင်းပေါ့ပြပါသူတို့ကငွေကြီးနဲ့ဒါဖြစ်တာကိုအဲဂျာမန်မှာဟိုတန်မိုးတွေဆုံးရှုံးသွားဗဲလူတွေဆုံးရှုံးသွားဖြစ်စေချင်းဗဲလူတွေဆုံးရှုံးသွားပေးလိုက်တယ်1000ပေးလိုက်1000မရအောင်ဘုံဘုံကအဲ့ဒါဆိုသူတို့တိတ် တောင်းရင်တာပေးတာတပီတို့ရှော့ပေးတာအားပြားမြောက်သိမ့်မလို့ဗျာကောင်းပြီအဲ့တော့ကိုမိုးအနေနဲ့အဲဦးစင်းပေါ်မှာရောလူငယ်တွေပေါ်မှာရောထပ်ပြီးပြောဖို့မရှိရင်ဦးစင်းပြောမလို့ဒါပေမဲ့ကိုမိုးနဲ့တော့ပြောပါဦးဦးစင်းတို့မရောက်တွေ့လာတာအဲဟုတ်တပီတော့စွန်းလေးချက်အောင်ပါဘာโอเคဈေးတရအောင်ပဲဟုတ်ပြီဟုတ်ပြီဒါတွေ့လဲတွေ့ရခြင်းလို့ပါအခုလို့တွေ့ရတဲ့အခိုက်မှာဦးစင်းရဲ့မင်းမြန်မှုကကိုမိုးအတွက်အထူးခိုက် ရှိရအောင်။နောက်ပြကုမိုးအနေနဲ့အခုလိုပြောရတဲ့ပုံမှာလွတ်လပ်မှုရှိပါလား။ဆိုတော့အခုဦးဇင်းလည်းပြန်တော့မယ်လို့ဘုံမလဲအလုပ်တွေရှိတယ်မတွေ့ရလဲကြာပြီပြန်ပါပြန်ဆိုတော့အဲအခုဦးဇင်းနဲ့တွေ့ဆုံတဲ့အထက်မှာလူဝတ်ထားတွေကလည်းဦးဇင်းတို့တုံးအားသာဖြစ်တာရှိသလိုခုနလိုတချို့အားကြီးကြလဲလူတွေရဲ့အမြင်ချင်းမတူရတော့အဲ့တော့ခုနလိုဦးဇင်းနေနဲ့အကောင်းဆုံးဒီတွေ့ဆုံငန်းကြီးဟာလူတွေအတွက်လည်းအကျိုးများပါစေ ခစ်ပြန်ခစ်ပြန်လူတွေနေတယ်အမှန်သိပါတယ်ကိုမိုးပြောခြင်းအပြင်ဥစဉ်ဟာပါဆိုတာတကယ်သိလားလို့အောင်မြင်ခဲ့တဲ့ကိုမိုးဟာအချောင်းဟိုအချာပင်မဟုတ်ဘောဘယ်လောက်ပြစ်ဆက်ဆိုဥစဉ်ပုံတည်တင်ပါဒါကြောင့်ဟိုဒါလေးတို့တမင်မူတီရတော့တင်ပါပြဖွင့်ပေးတာလေးတွေပါဒါကြောင့်လည်းနောက်ကြတော့ဥစဉ်ကြောင့်ကိုမိုးရဲ့အဲအရင်နဲ့အောင်မြင်ပြီသားထပ်ပြီးတော့လည်းနားလည်ပြီသားနောက်ဒီနေ့ရောတွေ့ဆုံကတာမန်မဟုတ်ဘဲနဲ့ခစ်တစ်ခုတမိုင်းတစ်ခုယူ ဖြတ်တန်းကြီးအရွေပေါ့ဒါကဦးဇင်းနေမြရတာဒါကြောင့်ဦးဇင်းနေနောက်ဆုံးပြောတာကုမိုးကုမိုးလီစားခဲ့ဘူးတဲ့ကုမိုးနဲ့ရင်းနှီးခဲ့တဲ့ဦးဇင်းအိမ်ကိုလည်းကုမိုးရောက်ခဲ့တာကြီးအများကြီးဆိုလို့ဦးဇင်းလည်းအဲ့တော့တော့ဘယ်လိုပြောမလို့တတ်နိုင်တယ်မြမိတ်ဆွေတွေလေအများကြီးပဲရှိတယ်အဲ့တော့ခင်ပြိုင်မိတ်ဆွေတွေကိုကတောင်းနန်းတို့ချန်နဲ့ကိုခိုင်းတို့ဒီမှာသူနဲ့ပြောရမှာတဲ့အခုကုမိုးကလောဆယ်အလုပ်ထဲမှာတကယ်ရှိပြီးတော့ ဘဝထဲမှာတကယ်ကျူးစားနေတယ်ဒါကြောင့်လဲအခုလို့တွေ့ရတာဝမ်းနဲ့တာတယ်ဒီမှာဒါကြောင့်နောက်ဆုံးအခုကိုမိုးပြောတယ်ဖုန်းတို့ application application နဲ့ဘဝရဲ့ ending ကိုသုံးတတ်တော့မယ်ဆိုတဲ့နေရာမှာဥစ္စာမိုးကုတ်သမားဖြစ်လို့တရားအထုတ်ပါလို့နောက်ဆုံးလို့ဆက်ကျင်တယ်ဒီမှာအဲခုနကလိုပဲကိုကတေးရင်းနဲ့တွေ့တော့အသက်ဘေးကိုတစ္ဆာနဲ့ကိုကိုတိဆောက်ခဲ့ဒီမှာပြအဲ့တော့အဲ့ဒီဆောင်းမှုဟာလေဒါကနေ့ရှင်သန်နေပြီးတော့ဟလား ဲ့လိုသာအသက်ပါခဲ့ရဒီကနေ့ဘုံမှုဆိုတာလောကမှာအယူဆွေးနေတယ်အယူဆွေးနေတယ်ဒီသားဒီသမီးဒီမီဒီမီဒီပါနဲ့တော်တော်လေးတိုးတက်လာမမဟုတ်တော့ဘူးတင်ပါဗျာဘဝတစ်ခုဟာရှေ့ရအပြင်းကြီးတစ်ခုလဲသွားရင်နားပြငက်တယ်မရှိတော့တင်ပါအခုတော့တစ်တပင်ကောင်းလို့ငက်တောင်းနားလို့ပဲဆွေမျိုးရနေအကုန်လုံးဖြစ်နေရတယ်ဥစဉ်နဲ့ကုံယူသွား ဒါကိုမုန်းနဲ့တင်ပြလိုက်တာပါဒါဥစ္စမကလိုအပ်ချက်တွေရှိလို့တင်ပြတော့ရှင်းလဲချက်ချင်းပြောပါဒီပြန်လည်းပြင်ဆင်ပြပါမယ်ဒီကုနာပြောလို့ပေါ့ဥစ္စရဲ့လှုပ်ဆောင်ချက်ပေါ်မှာဥစ္စရင်ယုံကြည်သွားပဲဒကာရောနဲ့ဆွေးနွေးကြတာဖြစ်ပါတယ်တင်ပါဗျာအဲအဲ့တော့ဒကာရောအနေနဲ့လဲနောက်ဆုံးတရားဓမ္မနဲ့ဘဝကိုပြောအခုကုမှု50နဲ့၄ပါဗျာ54ဆိုတော့ဥစဉ်60နှစ်ဆိုတော့တို့တွေအဲ6 7နှစ်လောက်กว่าတယ်ဆိုပေမဲ့ကုမှုရဲ့ပြင်ဆင်မှုက နောက်မကြနိုင်ပါဘူးဒီမှာဗျာပြင်းမင်းကိုလည်းစိန်ခေါ်ပေးရတယ်လို့တစ္ဆာတရားနဲ့လည်းဘဝကိုရှင်းနိုင်ခဲ့ပြီဒီမှာဦးဇင်းအနေနဲ့လည်းအခုဆိုရင်အသက်35ကတရားသဘောသိပြီးကုဘုန်းနဲ့ပေါင်းသိနေပြီ55ဘုံညူခဲ့ဒီမှာအခုဆိုဦးဇင်း60နှစ်ဆိုတော့ဦးဇင်းကိုယ်တိုင်18ဝကျော်ခဲ့ပြီအင်းစကူဝါလည်းရောက်ပြီဒီခါမှလည်းလူတွေအမြင်တော့မတူးပေါ့ကုမွေးကုမိုးတို့ဦးဇင်းတို့ကကြတော့ဟိုအရင်တော့အတိုင်းပေါင်းငယ်တင်းငယ်တော့ဓမ္မရောဘဝရောမြင်ခဲ့ကြတယ် တင်ပါဗျာတချို့ကြတော့ဘာမှမမြင်တော့ဥစဉ်ပေါ်မှာသူတို့မြင်တဲ့နိုင်ငံရေးအမြင်တွေသူတို့မြင်တဲ့ဘာသာရေးအမြင်တွေမတူကြတော့နောက်ကြတော့ဥစဉ်ရဲ့ကနေရက်တိမှုကဓမ္မစစ်စစ်ပဲပုဂ္ဂိုလ်ကြီးကိုယ်ဝယ်မှုရုပ်ထုကိုယ်ဝယ်မှုကျင်းသွားပြီးတော့တင်ပါဗျာပညာနဲ့တန်လျာလွတ်မြောက်တယ်တတိနဲ့ပညာနဲ့နေကြတာအခုလဲကိုမိုးနဲ့ပြောရနေမှာကိုမိုးရဲ့ဘဝကိုထိခိုက်အောင်လုပ်ဖို့လာတာမဟုတ်လို့ကိုမိုးနဲ့ဥစဉ်နဲ့တွေ့ဆုံခြင်းဟာ အနာဂတ်သာနာအတွက်ကိုမိုးဖြစ်ချင်တာတွေအားပေးဖို့ပါလို့ပြောကြရင်ဘုရားကိုရင်ဆရာတော်ရဲ့ဓမ္မပီတိကိုမိုးနဲ့တွေ့ဆုံခြင်း ကိုဒီမှာနဲ့ပြန်နာလိုက်ပါတယ်အကယ်၍အခါသင့်အခွင့်သာရဲ့ဓမ္မမိတ်ဆွေတွေတောင်းဆိုခြင်းနဲ့အတူကိုမိုးမင်းတို့တွေဒီလိုပြောကြတော့ဖုံဖုံရဲဆိုရင်လည်းနောက်ထပ်အနာဂတ်သာနာအတွက်ဆက်လက်ကြိုးစားပါမယ်လို့ဒီမြန်နှုတ်ဆက်လိုက်ပါတယ်အလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကြမင်္ဂလာပါ ရှိပါဘူး။ဘုရားကွင်းသာနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက် ကြိုးစားဆောင်ရွက်မည်။နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင်ဆောင်ရွက်မည်။သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရှက်ဖြည့်ဆည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်။လေးမိမိခန္ဓာအသက်မငဲ့ွက်ဖယ် နိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထောက်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ကွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမည်ရွေချက်နဲ့တန်ဋိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ